မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမန္တလေးမြို့ပေါ်နဲ့ပြည်ဦးလယ်မြို့တို့မှာမနေ့ကညပိုင်းကဘုံးပေါက်ကွဲမှုလက်နက်ကြီးနဲ့လက်နက်ငယ်ပစ်ခတ်တမ်းများထွက်ပေါ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August 28ရက်နေ့ည10:30မိနစ်အချိန်မှာမန္တလေးမြို့မြောက်ပြင်ပန်း မြို့ပတ်လန်တာပေါင်မှာဘုံပေါက်ကွဲသလိုမျိုးပေါက်ကွဲတံကြီးတစ်ခုအလွန်ကျေလောင်စွာဖတ်ပေါ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့စစ်တပ်ကလက်နက်ငယ်များနဲ့စစ်တိုက်ပစ်ခတ်မှုများကိုလှုံ့ဆော်ခဲ့တယ်လို့သိရပါဗျ။မနေ့ကည10နာရီခွဲမှာမန္တလေးမြောက်ပြင်ဘက်သုံးလမ်းဘက်မြို့ဘက်လမ်းတာပေါင်ဘက်မှာပောက်ကွဲတံအတော်ကိုကျေပါတယ်နောက်ပြီးတော့တနက်ပြစ်ခတ်တံတွေကြားရတယ် တနတ်တန်ကတော့ဇက်တိုက်ပဲပောက်ကွဲတန်ကတော့တစ်ချက်တည်းအကြဲကြီးကြားရတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်မန္တလေးကတပ်သတင်းအရေးမြင့်ကတော့မနေ့ကညပိုင်းတနတ်နဲ့ပြစ်ခတ်မှုဟာစစ်တပ်ဘက်ကပြစ်ခတ်တာဖြစ်ပြီးတော့ပောက်ကွဲတန်ဟာဘာအတွက်ကြောင့်ပောက်ကွဲမှုဖြစ်ပေါ်လဲဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်စစ်တပ်ကပြစ်ခတ်မှုကြောင့်လက်နက်ငယ်တန်များထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းအတိအပြုပြောဆိုထားပါတယ်အလားတူပဲမနေ့ကည9:00နာရီဝန်းကျင်အချိန်မှာပြင်းလွယ်မြို့မှာလက်နက်ကြီးပြစ်ခတ်တန်များဇက်တိုက်ထွက်ပေါ်ခဲ့ပြီးတော့ ၎င်းပြစ်ခတ်မှုဟာစစ်တပ်ကလုံဆောင်ခြင်းဖြစ်ကြောင်းဒေသခံပြည်သူများနဲ့တပ်သရင်အရေးမြေကပြောဆိုထားပါရယ်ပြည်ဦးလွယ်မှာမနေ့ကည6:50မိနစ်အချိန်ကစပြီးတော့ လက်နက်ကြီးတန်းတွေဇက်တိုက်ကြားနေရတယ်စုစုပေါင်း3လေးချက်လောက်တော့ရှိမယ်ညနေ6:53မိနစ်နဲ့ညနေ6:56မိနစ်မှာလက်နက်ကြီးတွေနဲ့ပြစ်တာမျိုးတွင်းနဲ့အထီကိုအတန်ကြဲကြဲကြားရတယ်စက်ပြက်ကွင်းနဲ့အင်ဂျင်နီယာကြီးတက်ဘက်ကပြစ်တာလို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်စစ်တပ်တရင်ရင်းမြစ်ကတော့ပြည်ဦးလွယ်မှာရှိတဲ့တပ်များကနောင်ချုံနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့တိုက်ပွဲဖြစ်ပွားရာနေရာများနဲ့ တော်လိုင်းတပ်များအခြေချထားတယ်လို့သတင်းထွက်နေတဲ့ကြေးရွာများဘက်ကိုလက်နက်ကြီးပစ်ကူများဇက်တိုက်ပစ်ခတ်မှုများရှိနေကြောင်းအတိအပြုပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့စစ်ကောင်စီရဲ့ခလာရ204တပ်ရင်းကိုစစ်ကောင်စီကဒီကနေ့မနက်မှာလေရင်နဲ့ရိတ်ခါခဲယမ်းများကိုဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ28ရက်နေ့မနက်7:00နာရီခွဲအချိန်ကစပြီးတော့ခလာရ204အနီးတစ်ဝိုက်ကို112လေရင်ကနေပြီးတော့လေထီးများနဲ့ခဲယမ်းရိတ်ခါများချပေးနေတယ်လို့သိရပါဗျ။အဲ့ဒီတပ်ရင်းကိုလက်နဲ့ခဲယမ်းရိတ်ခါများဖြည့်တင်းနေတဲ့အကြောင်းရင်းကိုအသေးစိတ်မသိရသေးတော့လဲ။ မကြခင်မှာတိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက်စစ်ကောင်စီဘက်ကခဲရဲနေစုနေချင်းဖြစ်ကြောင်းမင်းတပ်ဒေသခံကပြောဆိုထားပါတယ်စစ်ကောင်စီအနေနဲ့မင်းတပ်မျိုးကိုမြေပြင်ကနေရိတ်ခါခဲရန်ဖြည့်တင်းနိုင်မှုမရှိတာဟာနှင်းနဲ့ချီပြီးတော့ကြာနေပြီဖြစ်ကြောင်း၎င်းကပြောဆိုခဲ့ပါတယ်မြေပြင်ကနေမလာတာနှင်းနဲ့ချီနေပြီပခုတ်ကူကနေလာရင်တလန်းလုံးပြောင်းမယ် လမ်းတစ်လျှောက်တော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်တွေတေဆုံးထိခိုက်မှုတွေရှိကုန်လို့လေအရင်ကတော့လာကြသေးတယ်လို့မင်းတပ်ဒေသခံကပြောဆိုထားပါတယ်စစ်ကောင်စီအနေနဲ့မင်းတပ်မျိုးနယ်အတွင်းလက်တလောတိုက်ပွဲဖြစ်ပွားမှုမရှိသေးတော့လေလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းမိုင်းများထောင်ထားခြင်းတို့ကိုပြုလုပ်ခဲ့တဲ့အတွက်အရသာတေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့သိရပါတယ်ဩဂတ်စ်လ28ရက်နေ့ကလည်းမင်းတပ်မျိုးလျှက်စစ်မန်နေဂျာယုံအနီးမှာစစ်ကောင်စီထောင်ထားတဲ့မိုင်းကြောင့်အဖွားအုပ်တအူ6ရောက်ပြင်းထန်စွာထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့ပြောဆိုထားပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်ကောင်စီကမင်းတပ်မျိုးအနီးပတ်ဝန်းကျင်ကိုဖျက်အားပြင်းပေါင်900ဘုံအပါအဝင်ဘုံကျဲတိုက်ခတ်မှုများပြုလုပ်ခဲ့တယ်လို့ပြောဆိုထားပါတယ်အခုလိုမျိုးလေရင်နဲ့တိုက်ခတ်ခြင်းအပြင် drone နဲ့ဘုံကျဲတိုက်ခတ်မှုလက်နက်ကြီးများနဲ့ပစ်ခတ်မှုများကိုပြုလုပ်ခဲ့တဲ့အတွက်မင်းတပ်ဒေသခံပြည်သူများသေဆုံးထိခိုက်မှုများမကြာခဏရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးလေကြောင်းကနေတိုက်ခတ်မှု drone နဲ့တိုက်ခတ်မှုများဇက်တိုက်ပြုလုပ်လာနေခြင်းကြောင့်စစ်ကောင်စီနဲ့ချင်းဒေသကာကွယ်တပ် CDF မင်းတက်ဂျာမာအချိန်မရွေးတိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့ CDF မင်းတက်ကဩဂတ်စ်လ22ရက်နေ့မှာအသိပေးထုတ်ပြန်ထားပါတယ် CDF မင်းတက်ဟာချင်းညီနောင်အဖွဲ့ဝင်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီးတော့ဇွန်လအတွင်းကမတူပီမျိုးသိန်းတိုက်ပွဲမှာပါဝင်ခဲ့တယ်လို့သိရပါတယ်ချင်းညီနောင်နဲ့မဟာမိတ် AA တို့ပါဝင်တဲ့တပ်များဟာမတူပီမျိုးကိုသုံးပတ်အတွင်းတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့ကြံရှိနေတဲ့ချင်းပြည်နယ်မှာရှိတဲ့စစ်ကောင်စီတပ်များကင်းစင်အောင်လို့ဆောင်ရွက်မယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းအမရပူရမြို့နယ်တောင်တမန်အင်းအနီးမှာရှိတဲ့ကြောက်တော်ကြီးဖျားမိုးချိုးပစ်ပြီးတော့စိန်ဖူးတော်မြေခခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ28ရက်နေ့ညနေ9:00နာရီခန့်ကအမရပူရမြို့နယ်တောင်တမန်အင်းအရှိတ်ကံဥပိန်တရာအရှိတ်ထိပ်မှာရှိတဲ့ကြောက်တော်ကြီးဖျားကိုမိုးချိုးပစ်တဲ့အတွက်စိန်ဖူးတော်မြေခခဲ့ရကြောင်းဒေသခံများကပြောဆိုထားပါတယ်။မိုးချိုးပစ်တဲ့ကအကျယ်ကြီးပဲလျှက်စီးလက်တာများ အိမ်အတွင်းထဲအထိကိုထိန်သွားတာပဲလို့အမရပူရဒေသခံတို့ကပြောဆိုထားပါရယ်အလားတူပဲမန္တလေးနန်းတွင်းမှာစစ်ကောင်းဆောင်မင်းအောင်လိုင်းလာရောက်ပြီးတဲ့နောက်မှာဩဂတ်လ26ရက်နေ့မှာတဲအိမ်များတင်ထားတဲ့မန္တလေးနန်းမြို့ရိုးတနေရာမှာရှိတဲ့ အိုယိုတခန်းဒီပါပြူကြပြက်စီးခဲ့တယ်လို့ဒေသခံများကပြောပါတယ်အကုတုကောင်မန္တလေးကိုရောက်ပြီးမှနမ်းမြို့ယိုပြိုးတယ်လို့ကြောက်တော်ကြီးဖရမိုးချိုထီလို့စိန်ဖူးတော်မြေခနဲ့နမိတ်တွေပြနေပြီလို့မန္တလေးဒေသခံတို့ကမှတ်ချက်ပြုထားပါတယ်ကြောက်တော်ကြီးဖရဟာပကံမင်းတရားရဲ့ကောင်းမှုတော်ဖြစ်ပြီးတော့အမရပူရမြို့ကနေတောင်ဘက်၃မိုင်ခန့်ကွာဝေးတဲ့တောင်တမန်အနောက်တောင်ကြီးမှနေရွာကြားမှာတည်ရှိတယ်လို့သိရပါတယ်မဟာတัจရန်တီဆိုတဲ့ဘွဲတော်နဲ့လည်းထင်ရှားတယ်လို့သိရပါတယ် ကြောက်တော်ကြီးဖေးရမှာအမရပူရခေနိုင်ငံစည်းရေးပကြီးလက်ရများနဲ့နတ်ခတ်တရားစက်နေရသည့်တွင်ရုပ်များကိုပါရေးဆွဲထားတယ်လို့သိရပါတယ်အာနာသိစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာဩဂတ်စ25ရက်နေ့ကမန္တလေးမြို့တော်ခမ်းမမှာခရိုင်အစ်စ်နန်းစီဒီယံဝန်ထမ်းများနဲ့တွေ့ဆုံပြီးတော့ပြည်သူများအထမစစ်တင်တဲ့တက်ခိုင်းမဲ့ပြည်သူလုံခြုံရေးစနစ်အကောင့်ထဲပုံမဲ့ကိစ္စကိုပါပြောဆိုသွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်၎င်းပြောဆိုနေကြရွေးကောက်ပွဲမဲလိန်တဲ့ကိစ္စကိုပါထက်ခါထက်ခါဆွဆွဲတော့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းလာမြို့နယ်မှာရှိတဲ့မန်းတံမြာကန်ရေနံချက်ဆက်ယုံကလစဉ်ထုတ်ပေးနေတဲ့ဓာတ်စီဂါလန်တသိန်းကိုတဂါလန်ကိုငွေကျပ်1000ကျပ်ဝင်းကျင်နဲ့စစ်ကောင်စီက73စီအယောင်းဆိုင်များကိုရောင်းချပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမကွေးတိုင်းနယ်နေပြည်တော်မှာရှိတဲ့ SME 73စီဆိုင်များအနေနဲ့မန်းတံမြာကန်ထုတ်ဓာတ်စီဂါလန်တသိန်းကိုတဂါလန်ကိုငွေကျပ်1000ကျပ်ဝင်းကျင်ဈေးနဲ့ထုတ်ယူပြီးတော့အဲ့ဒီအတိုင်း ပုံကွာမှာရှိတဲ့73စီဆိုင်များမှာစိုင်းတင်ရောင်းချနိုင်ရအတွက်စစ်ကောင်စီကလက်စင်လာတိုင်းရောင်းချပေးမှဖြစ်တယ်လို့သိရပါဗျ။ပြည်တွင်းမှာရှိတဲ့မန်တမြာကန်ရေနံချက်စက်ယုံကထုတ်လုပ်လိုက်တဲ့ဓာတ်စီများကိုအဲ့ဒီစက်ယုံမှာတွားရောက်ပြီးတော့ဝယ်ယူထုတ်ယူရရှိမှဖြစ်ပြီးတော့ ်73စီဆိုင်အရောက်တည်ယူခွင့်ရရှိရေးမျိုးစာထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့73စီဆိုင်များကဓာတ်စီများကိုစိုင်းပုတ်ထောင်းပြီးတော့ရောင်းချပေးရမှာဖြစ်ပြီးပြန်ရောင်းရမယ့်ဈေးကိုလည်း92ဓာတ်စီထက်ပိုပြီးတော့အကျိုးမြတ်ပုံမရရှိနိုင်ရန်ဈေးနှုန်းသတ်မှတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။မန်းတပ်များကန်ကဓာတ်စီများဝယ်ယူလိုပါကလက်ရှိဓာတ်စီ92ခွဲတန်းလျှော့ချမှာဖြစ်တယ်လို့သိရပါတယ်။ဒက်စီတူလောင်ကအပူရှိပြီးတော့စိုင်းမုတ်တင်ရောက်ချလို့သူများအနေနဲ့ပြည်ပကနေပြီးတော့တင်သွင်းတဲ့ ဓာတ်စီ92ကိုရက်ပြီးတော့ပြည်တွင်းထုတ်ဓာတ်စီပြောင်းလဲရောင်းချလိုသူများအနေနဲ့စစ်ကောင်စီထံမှစီးရင်ပေးနိုင်တယ်လို့သိရပါတယ်အခုတောင်စီတွေကအယောနောတွေနဲ့အရေးသွေးတွေကြဆင်းနေတာကားကြီးလည်းပြတ်တယ်ရန်ကုန်မှာရောင်းနေတဲ့ဓာတ်စီ92နဲ့95တောင်မှထည့်ပြီးရင်ကားကမယုံဘူးမစွဲဘူးလီဗာနေလည်းမစွဲဘူးစီတာကုန်သွားတယ်ပလက်တွေလည်းခဏခဏဆေးရတယ်အခုပြည်တွင်းထုတ်ဓာတ်စီဆိုတာကြီးပေါ်လာရင်တော့အယောနောတွေပို့ဖြစ်ပြီးတော့ကားတွေပို့ပြီးတော့ပြက်စီးတော့မှာပေါ့လို့ရန်ကုန်ကကားဝက်ရှော့ပိုင်းရှင်တအူးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ The Way Watch Media ရဲ့ ်တနင်္လာရီတိုင်းဘိမျိုးအခြေဆိုင်တရင်သမားနှစ်ဦးဖြစ်တဲ့ကိုမျိုးမြင့်ဦးနဲ့ကိုအောင်ဆန်းဦးတို့ကိုအာနာသိန်းစစ်ကောင်စီကနှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၎င်းတို့နှစ်ဦးကို2023ခုနှစ်ဒီဇင်ဘာလ17ရက်နေ့ညကစစ်ကောင်စီကဖမ်းဆီးခဲ့ပြီးတော့စစ်ခုံရုံးကတိတ်တဆိတ်စီးရင်ကကိုမျိုးမြင့်ဦးကိုထောင်ဒဏ်တက်တက်တဲ့ဂျွန်းနဲ့ကိုအောင်ဆန်းဦးကိုထောင်ဒဏ်120အထိကိုအတိအသီးချမှတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်များနဲ့မတရားအမှုစဉ်ဆွတ်ဆွဲပြီးတော့2024ခုနှစ်ခံမှန်းဖေဖော်ဝါရီ16ရက်နေ့ နေမှာကိုအောင်ဆန်းကို1290ချမှတ်ခဲ့ခြင်းနဲ့2024ခုနှစ်ခံမှန်းမေလ15ရက်နေ့မှာကိုမျိုးမြင့်ဦးကို1330ကျွန်းချမှတ်ခဲ့ကြောင်းဒဝဲဝက်ရှ်ကထုတ်ပြန်ထားပါရယ်ဘိမ့်မြုံနယ်ဟာစစ်အုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်မဟုတ်တဲ့အတွက်တရေသမားများဟာဥပဒေနဲ့အညီခုခံကာကွယ်ခွင့်ပေးရမှာဖြစ်တော့လေတရားရုံးမှာစစ်ဆေးခြင်းမရှိဘဲနဲ့ဘိတ်ထောင်မှာရှိတဲ့စစ်ခုံရုံးကဥပဒေမဲ့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ The Way Watch ကပြောဆိုထားပါတယ်။ The Way Watch ရဲ့ Editor ချုပ်ကိုကျော်ကသတင်းသမားများအပေါ်အာဏာသိမ်းစစ်ကောင်စီကတရားမဲ့လောက်ရများကိုကျူးလွန်နေတယ်လို့ပြောဆိုထားပါတယ်။အာဏာသိမ်းစစ်ကောင်စီအာဏာရှင်တွေဟာသတင်းသမားတွေကိုဥတီချက်ထားပြီးတော့နှိပ်ကွပ်နေတယ်။သတင်းသမားတွေကသတင်းအလုပ်ကိုလုပ်လို့မရအောင်သတင်းလွတ်လပ်စွာထုတ်ဖော်ခွင့်မရအောင်သတင်းသမားတွေကိုရတဲ့နည်းနဲ့ဖမ်းဆီးတယ်စစ်ဆေးတယ်နှိပ်စက်တယ်ညှိမှန်းနှိပ်စက်တယ်ကြီးလေးတဲ့ပြစ်ဒဏ်တွေကိုချတယ် ဒါမျိုးတွေနဲ့နီလာမျိုးစုံကိုတုံးပြီးတော့နှိပ်ကွက်နေတာကျွန်တော်တို့တွေ့ရတယ်အခုကျွန်တော်တို့သတင်းသမားနှုတ်လဲဒီလိုပါပဲသတင်းကိစ္စကြောင့်ဖမ်းတယ်ဆိုပြီးတော့ဖမ်းသွားတယ်ဖမ်းသွားတဲ့အချိန်မှာစစ်ခုံရုံးမှာဆက်ဆဲတယ်အပြစ်ကြီးတဲ့ပုံမှန်တွေတတ်တယ်တတ်ပြီးတော့အမြင့်ဆုံးပြစ်ဒဏ်တွေကိုချတယ်သတင်းသမားတွေဘက်ကတရားဥပဒေအရဖြေရှင်းခွင့်ရင်ဆိုင်ခွင့်ဘာမှမရဘူးတရားမဲ့လောက်တာကိုခံနေရတာပေါ့လေလို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီကသတင်းသမားများကိုဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ဆက်ဆဲခြင်းဥပဒေနဲ့အညီကုကံကာကွယ်ခြေပခွင့်မပေးဘဲနဲ့ ထင်းတယ်လို့ပြည်ထောင်ချမှတ်အေးအေးယူခြင်းတို့ကို The Way Watch Media အနေနဲ့ပြင်းထန်စွာကန့်ကွက်ကြောင်းလဲပြောဆိုထားပါတယ်။ကိုမျိုးမြင့်ဦးနဲ့ကိုအောင်ဆန်းဦးတရင်တော်နှစ်ဦးကိုအမြန်ဆုံးပြန်လွှတ်ပေးရန် The Way Watch ကထုတ်ပြန်တောင်းဆိုထားပါတယ်။မြန်မာ စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်က2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီကတရင်မီဒီယာသမား9ဦးကိုတပ်ဖြတ်ခဲ့ပြီးတော့62ဦးကိုဖမ်းဆီးထောင်ချထားတယ်လို့နေစီမချသတင်းတော်များအဖွဲ့ RSF ကမနေ့ကဩဂတ်လ26ရက်နေ့ကထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ